င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ခေဦးနဲ့ရေဘောဇာတိုက်ပွဲမှာတေဆုံးသားတမကုဏ္ဏဇာကိုမတိုင်ရင်မှုဒူဘုံမှုချင်းနဲ့ပေါ်ချင်းမေထတ်တွေအလောင်းနဲ့ပါဝင်စစ်သားအလောင်းတွေကိုစစ်တပ်ကလာမကရဲ့ PDF တွေကမြေမြုပ်ပေးရစကိုင်းတိုင်းခေဦးမြို့နယ်နဲ့ရေဘောမြို့နယ်ဇာတိုက်ပွဲတွင်တေဆုံးသားတမကုဏ္ဏဇာကိုမတိုင်ရင်မှုဒူရယာဘုံမှုချင်းနဲ့ပေါ်ချင်းမေထတ်တွေအလောင်းနဲ့ပါဝင်စစ်သားအလောင်းတွေကိုမြေမြုပ်တကြိုပေးလိုက်ကြောင်းခေဦးမြို့နယ်ပြည်သူ့ကော်မတီဝန်ထမ်းရှိသူကပြောတယ် တင်မာလာ20ရက်နေ့ခေယုံမြို့ပေါ်ရှိစစ်တပ်ကရွှေဘုံမြို့နယ်ခြေဆိုင်လေးကျင်းရှင်နယ်ပေါကုံကိုကြောင့်ကိုဝိုက်ဒေါ်လာစစ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ကဒုတိယဗိုလ်မှူးချုပ်တောင်းနဲ့ဗိုလ်ကြီးမင်းထက်ပါဝင်စစ်သားများပြားတိစုပ်ခဲ့ကြောင်းတော်ပြင်းစစ်သားနှုတ်ကိုလည်းအရှင်ဖမ်းမိခဲ့ပြီးအများပြားတရားရှိကစစ်ကြောတခုလုံးပြစီသွားကြောင်းသိရတယ်တေမာလာ၂၀ကျန်နေကနေမြင်ရှင်းလင်းလောက်ခဲ့အောင်ပါရှင်းလင်းလောက်တဲ့အချိန်မှာစစ်သုံးပစ္စည်းချုပ်သိမ်းစီရရှိတယ်။အဖွဲ့ပေါင်းစုံနဲ့ရှင်းလင်းလောက်တာဖြစ်တဲ့တချို့သောလောင်းတွေကမှတ်တမ်းမရဘူး။ ။အများကြီးလောက်ကြအဖြစ်တဲ့အတွက်တိတိကျကျမြေတွက်နိုင်ပုံကြီးကတော့မင်းထက်လို့ခေါ်တယ်။သူ့ပုံမူကြီးကနာမည်တော့မသိဘူး။အလောင်းကတော့ကောင်းကောင်းသိတယ်။အလောင်းအလုံးကုန်အင်အားတွေစုပေါင်းမြန်မြန်မျိုးတကြိုပေးလိုက်တယ်။စစ်သားတွေတိုက်စုံနေတဲ့တိုက်ပွဲဖြစ်ပွားနေရမှာစစ်တပ်အမှတ်ရှိလေးကျင်းတန်းနဲ့နှမိုင်ဝင်းကျင်သားဝေးတော်လဲစစ်တပ်ကလုံအောင်လောင်းလာမကောက်ကြအောင်ထို့ကြောင့် PDF တွေကအလောင်းတွေကိုကောက်ယူပြီးကောင်းမှုစွာတချို့ပေးရခြင်းဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြတယ်။အဆိုပါတိုက်ပွဲတွင်စစ်ကောင်စစ်တပ်သားတွေတုံပြွဲအမေထရီမျိုးစားတန်းနဲ့တလဲအမေဝမ်မျိုးစားတန်းနဲ့ကလည်း PSSD 3G3 မျိုးစားတနတ်တလက်ကာပိုင်တနတ်တလက် PA160 MM Commando စိန်ကြောင်းတိုတလက် MA5 Pistol တို့လိုတက် G3 ကြီးပေါတော့ခို MA5 Pistol ကြီးပေါတော့ခို၈ထွက်မိုင်းလေးလုံးနေမိုင်းနှလုံး 60mm ပုံသီးလေးလုံး RPG တလုံးနေမိုင်းနှလုံး 60mm ပုံသီးလေးလုံး RPG တလုံး Ina ကနှလုံး G က Auto 6လုံး 5x5 စစ်ကြီး186တော့ နိုင်ရမကြီးခွဒတာငွေကျန်52သိန်း9000ကျပ်သိန်းဆီအရွှေခဲ့တဲ့တိုက်ပွဲအတွက်ဖက်စီအရှိစစ်တုံမန်နံဦးနဲ့တုံးမတန်ရရှိခဲ့တဲ့ဖြင့်စေဝါကူတာမှုပေးထားပြီးစစ်ဖက်ဆိုင်ဌာနဆိုင်အနေမှာကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရပါတယ်။ အစောပိုင်းတိုက်ခိုက်မှုကအမှတ်၄ရွှေဘုကအမှတ်၃တိုင်ခေယုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်တနစ်၃၄၅ဘကဖိုင်နယ်ခေယုံမြို့နယ်ပလဖာဘူဘကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နေဘက်ကအထိခိုက်မရှိကြောင်းသိရတယ်။ဇလက်ပြီးမော်ရမလေးလမ်းပိုက်မှာစစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှုစစ်သားနေအသိဆောင်နိုင်ဇခိုင်းနိုင်ချောင်းမြို့နယ်မော်ရမလေးလမ်းပိုက်မှာဂျပန်စစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ရာစစ်သားနေအသိဆောင်နိုင်ကြောင်း PPDefense Force မော်ရမတောင်ရှိသူကပြောတယ်။ ဒီမလာ20ကြာနေမနက်9:30မိနစ်ကချိန်ချောင်းမြို့နယ်နေရီကန်ဂိတ်ကနေထော်လိုင်းအာ30ကမှာချင်းလင်းစစ်ကြောင်းကိုထော်လိုင်းတပ်ဖွဲ့တွေကနေရီကန်နေရီပေါ်စားကြရှင်နေလာချောက်ခွဲဆက်နီမပရိသားမိုင်းနှလုံးနဲ့မိုင်းဆက်တိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆက်တိုက်ခိုက်မှုတွေဂျက်ဖက်စစ်တပ်ဘက်ကစစ်သားနဲ့အသေးဆုံးနိုင်ပြီးထော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။စစ်ကောတွေဘက်ကထိခိုက်တယ်ရဲစစ်ခွေနှစ်ယောက်ကအသေးဆုံးနိုင်တဲ့အခြေအနေတော်တော်ဆွဲလို့သိရကျွန်တော်ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့ People Defense Force ကပုံရမှာတာဝန်ရှိသူကပြောတယ်။ ။အလားတူစတင်မာလာ20ရက်နေ့ကလည်းချောင်းမြွနယ်နဲ့ရေကန်စစ်တပ်ကိတ်ကနေဒိုင်နာ၆ပင်ကတစီနဲ့ထွက်လာတဲ့စစ်သားတွေကို People Defense Force မှရဖွဲ့ကနဲ့ရေကန်နဲ့ရေပိုးစားကြရှိနေလာကြောက်ခွဲဆန်နီမှာပြည်သားမိုင်းသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ပြီးစစ်သားတွေတိုက်ခိုက်မှုရှိတော့လည်းအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိကြောင်းသိရပါတယ်။ဆလပီထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ CI ဆောင်မှနိုင်ငံကိုလက်မှတ်ပြီးချေကိုပြောင်းလဲနေထိုင်းနိုင်ငံတက်တာအုံပြုခွင့်ပြုကြည့်ဆိုတဲ့ဆာလန်နေရင်းနှီးမှစတင်ပြီးရိုင်းနေထုတ်ပေး ထိုင်းမြန်မာနိုင်ငံသားတွေဆိုင်ရင်ဆောင်မနိုင်ငံကိုလက်မှတ်စာအုပ်ပြောင်းတဲ့အခါမှာထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပြုသည်ဆိုရဲစာတမ်းမှာနိုင်ငံကိုလက်မှတ်တွေမှာယနေ့မှစတင်ပြီးရိုက်နှုတ်ပေးထားကြောင်းဗီဇာနဲ့ပတ်လျှောက်ထားမှုဝန်ဆောင်မှုပေးတဲ့အေဂျင့်တွေထံကနေစုံစမ်းသိရတယ်။ယနေ့ထိုင်းနိုင်ငံမှာဆိုင်မှာဆိုင်ရင်ဆောင်မှာပြည်ချင်းနိုင်ငံကိုလက်မှတ်သားလဲလဲတွေကိုနိုင်ငံကိုလက်မှတ်တွေထုတ်ပေးရမှာရင်းကဲ့သို့ထိုင်းတဲ့နိုင်ငံနဲ့အတွက်သာအသုံးပြုခွင့်ပြုသည်ဆိုရဲစာတမ်းတွေကိုနိုင်ငံကိုလက်မှတ်မှာရိုက်နှိတ်လာခြင်းဖြစ်တဲ့ ဒီနေ့မှစဖြစ်တာကျမတို့ဝင်ဆောင်မှုပွဲမဟာကျိုင်ရုံမှထွက်လာစားတဲ့ကော်လာအဲ့လိုဖြစ်တဲ့ CI သမားတွေ PJ ပြောင်းရင်တိုင်းမဲ့တည်တံပေးရတော့ CI မှ PJ နိုင်ရဲ့ကိုလမတ်ပြောင်းလဲဝင်ဆောင်ပေးနေအေဂျင့်ပိုင်ချက်တောင်းကပြောတယ်။ယနေ့ streamer က25နှစ်မှာ CI ဆောင်အစဉ်ကနေ PJ ဆောင်ရက်ချင်ရပြီးတော့ရမြန်မာလို့သမားတဲ့နိုင်ငံကိုလမတ်အလုံးမှာ passport for thailand only ဆိုတဲ့ထိုင်းတဲ့နိုင်ငံနဲ့တက်တာအသုံးပြုခွင့်ပြုတည်ဆိုတဲ့တစိုက်တုံးနဲ့ရိုင်းနေထားခြင်းဖြစ်တယ်။ CI ကနေပြည်ချနိုင်ငံကုလမတုပြောင်းလဲမှုတွေမှာ Let's Law Passport for Thailand Only ဆိုတဲ့တစိုက်တော်နိုင်ငံကုလမတ်မှထုတ်ခံခြင်းဖြစ်ပြီးမြန်မာတရုတ်ကထုတ်ပေးတဲ့နိုင်ငံကုလမတ်သက်တမ်းသူတွေမှာအဆိုပါစာတမ်းတွေမပါဝင်သေးဘူးသိရတယ်။ထို့သောဂျပန်စစ်တပ်က CI စာအုပ်ကနေပြည်ချစာအုပ်တို့ပြောင်းသူတွေကို Passport for Thailand Only တစိုက်တော်နိုင်လိုက်ခြင်းကပြည်ချပြောင်းကထိုင်းနိုင်ငံမှာတဆင်တတိယနိုင်ငံများစီကိုထွက်ခွာရင်ကျိုးစားလည်မြန်မာလူငယ်တွေကိုလွတ်လပ်စွာသွားလာခွင့်ကိုဖိနှိပ်ချုပ်ချယ်ခြင်းဖြစ်တယ်လို့ထိုင်းအောင်မြန်မာတွေကတုံ့တက်ပြောဆိုကြပါတယ်။ ဆလဘီမြောက်ခင်အပြူအကိုမြင်မသိလူချုပ်စာနေရခရဲပို့ဆောင်ရောက်ချနေဦးဆိုမကွေးတိုင်းရောဒေတာကံကောမျိုးနယ်ရှိမြောက်ခင်အပြူအကိုမြင်မသိလူချုပ်ကစာနေရခရဲပို့ဆောင်ရောက်ချနေလို့ဒေတာခန်နေစီကနေသိရတယ်။ကြားဘောက်စုဘက်ကအခိုင်အမာရက်တည်ပြီးဆရာစမှုတွေများစွာကျွလွထားအပြူစောတွေအချိန်ဆိုင်ရမြောက်ခင်အပြူအကိုပြီးခဲ့တဲ့လပိုင်းကလေးကစာနေရခနဲ့တခြားသုံးဆောင်ပြည်စီဈေးတင်ရောက်ချနေရမျိုးရှိပေမဲ့ဘသူတွေရောက်ချနေလဲတော့မသိဘူးလို့ဒေတာခန်နေကပြောကြတယ်။ ရောက်ခင်အရာကိုညချင်ရိတ်ခါပြစီတော့ပို့ဆောင်ရချပေးတဲ့လူတော်ကိုပြီးခဲ့တဲ့လပိုင်းမှာကာကွယ်တပ်ဖွဲ့တွေဖက်စီနိုင်ခဲ့ပြီးသူတို့ကိုနလထိန်သိမ်းကတံခွေချုပ်ပေးဆောင်ခိုင်းပြီးပြန်လွှတ်ပေးခဲ့တယ်။စကိုင်းနိုင်ဆက်ကကလေးခန့်ကိုလည်းဘုမမရှင်မြောက်ခင်ကအင်ဂျင်ထောင်ကျော်ရှိဘူစောတီအကရွာတရားဖြစ်တဲ့ကျန်းခိုင်ရဲ့မဟာဘူလက်လှစေဦးဆောင်မြေဘူစောတီဖွဲ့တွေဖွဲ့စည်းပေးခဲ့ရွာဖြစ်တယ်လို့အဆိုပါရွာကနေဘူစောတီမုတ်တဲ့အရက်သားတွေထွက်ပြေးလာခဲ့ရတဲ့ထောင်ထဲချီရှိပါတယ် ပြည်အားကိုဂျိတ်ခါရောင်းချနဲ့ပတ်သက်လို့နောက်ထပ်ဒေသခံတယောက်ကလည်းပြည်စည်းရေကပါပြည်စည်းလဲတော့မသိဘူးတော်တော်များတဲ့ရေထဲကိုမျောတယ်ငါချန်သမားတွေလာပြန်ပြောတယ်။အထက်ထက်ကလူပါလို့လည်းယူဆတယ်ဒေသခံတွေကနောက်ကနေထောက်ပံ့ပေးပြီးရှေ့ကလူတွေတလို့တာမကောင်းရွာထဲမှာလူခဲရလွယ်တာမဟုတ်ဘူးလို့ဆိုပါတယ်။ဒီက2023ခုနှစ်တုန်းကမြောက်ခင်ရွာမှာဆယောက်စုလောက်ကပြူစော်တဲ့ကတော်လင်းရဲပေါ်နေရကိုတစ်ပင်မှာတွဲလောင်းချမိရှုတက်ကလူမဆန်ဆုံးသောရာဇဝမှုကိုကျွလွန်ခဲ့ပြီးဒီလိုလိုရဲကိုရွာထဲမှာရှဲလွေတိန်တယောက်ထွက်ချခိုင်းခဲ့တာဖြစ်ပါတယ်။ ဆလဘီတရားခံပြူစောတိတွေရဲ့ကင်းပံကတိုက်ခိုက်ခဲ့ရာကင်းမှုပြူတအုပ်တွေမကွေတိုင်းမြိုင်မြို့နယ်တရားခံပြူစောတိရရှိကင်းပံကကိုဒေသတော်လိုင်းတပ်တွေဆင်းနေတိုက်ခိုက်ရာပြူစောတိရဲ့ဘက်ကထိခိုက်ဒိဆုံမှုတွေရှိခဲ့လို့အညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်နေပြီးခဲ့စတင်မ24ရက်မနက်6နာရီချိန်ကတရားခံပြူအဖက်ကနီးကင်းဆောင်နေကြပြူစောတိကိုနီးကပ်ပြက်ကတိုက်ခိုက်ရာဆေးဥစုဝင်ပြူကင်းမှုတအုပ်တွေဆုံသွားရလို့ဆိုတဲ့တိုက်ပွဲအတွင်းပြူကင်းမှုမျိုးနိုင်ရာနေရာမှာပဲတင်ဆောင်ခဲ့ရလို့သိရတယ် ဒီစစ်စင်ကိုဒီဝိုင်ကပြကြတဲ့ဖွဲ့နဲ့တို့ညမြစ်တက်ပေါင်းစုမြိုင်ဘက်ကဖတ်တက်ခွဲတက်မြိုင်ဘက်ကဖတ်တရင်တက်ခွဲလင်းစင်းချံပြည်သူ့ကာကွယ်ရေးတက်ပေါင်းစု PNC Union Brother UB ကမတ် Underground PDF ကမတ်တက်ပေါင်းစုဒေါင်းညင်အောင်တက်ဖွဲ့ဒေါင်းမန်တက်ဖွဲ့နဲ့နှွေးညင်အောင်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်။တရားကပြရဲမှာနဲ့စစ်တပ်နဲ့ပြူစော်ဒီအရာ120လောက်တက်ဆွဲထားပြီးရဲကပြည်သူ150လောက်ကိုလူသားတိုင်းဖြစ်တဲ့အနိုင်ကျင့်တာတွင်မတရားခိုင်းစေတာနဲ့ရွာဝန်းကျင်ရှိမိုင်းကွန်းတွေတွင်ကိုဟင်းရွက်ရှာထင်းရှားအချိန်မှာလူခွင့်ချုပ်ပေါက်အနိုင်ရမှုတွေကိုကျူးလွန်နေရလို့ဆိုပါတယ်။ နားဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်